်မင်္ဂလာပါရှင်ကတိနျူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်အမေရိကန်ရဲ့မြန်မာအပေါ်စိတ်ဝင်စားမှုမြင့်တက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်မေအောင်လိုင်းဟာမြန်မာအစိုးရအဆက်ဆက်ကျင့်သုံးလာခဲ့သောဗမ်မလိုက်နိုင်ငံသားရေးမှုကိုဂရုမစိုက်နိုင်တော့ပဲ၎င်းရဲ့အာနာစက်ရေးစုပ်ကင်ထားနိုင်ရေးအတွက်တရုတ်နဲ့ရုရှားတို့အားတွား၍ပူးပေါင်းတပိတ်ခံနေတဲ့အဖြစ်ကိုတနေ့တကြာတွေ့မြင်လာရတာပဲဖြစ်ပါတယ်။ ်အခုဆိုရင်လည်းဝင်ကြီးအဆင့်သို့မဟုတ်ညွှန်ကြားရေးမှူးချုပ်အဆင့်သာတက်ရောက်တဲ့နျူကလ িয়ার ဖိုရမ်တို့ကိုအဆင့်တမ်းမင်ကိုမငဲကွက်ပဲတွားရောက်ခဲ့ပါတယ်၎င်းဟာအနူရရင်လူကျော်လုံနေမြဲတမရမျိုးမဟုတ်လူရဝင်ကျင်နေသူဖြစ်ကတကြောင်၎င်းအားထောက်ကန်နေသူများအားရှိစရာစရန်တကြောင်လုံနေခြင်းပဲဖြစ်ပါတယ်ဘုန်နေဝင်ဘိုတန်းရွှေတို့ဆိုတာကအခုလိုပွဲမျိုးတက်ဖို့စိတ်ပင်မကူကြပဲလူများမဟုတ်တဲ့ဆိုတာကိုကြည့်မယ်ဆိုရင် Forest Gun အမေပြောသလိုပဲ Stupid is a stupid death လို့သာတုံသက်ရပါမယ်။လူတယောက်ရဲ့အနှစ်သာရတကယ်နဲ့ဘလို့လူလဲဆိုတာကို၎င်းရဲ့လှုပ်ဆောင်ချက်တွေကနေတဆင့်မြင်နိုင်တယ်လို့ဆိုလိုရင်းဖြစ်ပါတယ်။ဒါပေမဲ့ American ဘက်ကအခုလို ယူဆလာတာကမြန်မာဟာ nuclear လက်နက်များရှိရင် စိတ်ဝင်တစားရှိလာတယ်ဆိုပြီးရခင်ကလေးကအိုဘားမားလက်ထက်ကတပြားဟောင်းကြီးပြန်ဖွင့်လာပါတော့တယ်မြန်မာဟာမြောက်ကိုရီးယားမှလက်နက်များတင်သွင်းနေတယ်လို့ပြောလာပြီးယနေ့မှပိတ်ဆို့မှုအရေးယူမှုတွေများထက်လာခြင်းဖြစ်ပါတယ်အဆိုပါကြေညာချက်တွင်ထူးခြားလာတယ်ကမြန်မာစီအိုစုဟာအရက်ဖက်အဆောက်အုံများကိုလက်လွတ်စပယ်ပစ်ခတ်တိုက်ခိုက်နေခြင်းကိုပါရှိလာခြင်းပဲဖြစ်ပါတယ်အခုလိုတိုက်ခိုက်နိုင်အောင်အကူအညီပေးနေတဲ့မြောက်ကိုရီးယားကုမ္ပဏီများနဲ့မြန်မာကုမ္ပဏီများတခုအား တရားမဝင်ကိုရဲကြီးတီထောင်နေတယ်ဆိုတာပိတ်ဆို့တန်ခတ်လိုက်ကြောင်းအမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှစက်တင်ဘာလ25ရက်နေ့စွဲနဲ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ် မြန်မာစစ်အုပ်စုမှလက်နက်များဝယ်ယူတင်သွင်းနေပြီးမြောက်ကိုရီးယားအစိုးရရဲ့ဝင်ငွေရရရကြောင်းလန်းကိုပိတ်ဆို့အရေးယူနိုင်ရန်အတွက်လည်းဖြစ်တယ်လို့ဆိုလိုပါတယ်။မြန်မာဘက်မှာအရေးယူခံရတဲ့ကုမ္ပဏီမှာမြန်မာလေတက်အတွက်ဂျာမန်ဆက်သွယ်ဝယ်ယူပေးနေတဲ့တော်ဝင်ရှင်းလက်ကုမ္ပဏီနဲ့တာဝန်ရှိသူများဖြစ်သောကျော်သူမျိုးမြင့်တင်မျိုးအောင်နဲ့အောင်ကိုကိုဥရောပါဝင်နေပါတယ်။မြောက်ကိုရီးယားဘက်မှာလက်နက်ကုန်သည်ပွဲစားလုပ်နေတဲ့ Beijing အခြေစား2210 ဂျန်နယ်ဘူရိုနဲ့ထောက်လန်းရေးအဖွဲ့အစည်းမှပုံကိုများပါဝင်နေပါတယ်။မြောက်ကိုရီးယားရဲ့တရားဝင်လက်နက်များရောင်းချနေသည့်လုပ်ငန်းများဟာမိမိတို့နိုင်ငံနဲ့မဟာမိတ်များအားတိုက်ရိုက်ချင်းချောက်နေခြင်းဖြစ်တယ်လို့အကြံဖန်ဝါရတိုက်ဖြတ်ရေးနဲ့ဗန်နာရေးဆိုင်ရာထောက်လန်းရေးဌာနလက်ထောက်ဝန်ကြီးဂျွန်ဟာလီကအခုလိုပဲထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အခုလို Facebook ကမှအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှသမရညွှန်ကြားချက်အမိတ် 0338338355013433991ကိုအကောင့်ထဲပေါ်ခြင်းဖြစ်တယ်လို့လည်းဆိုလိုပါတယ်။တခုသေးချသွားတာကတတမန်လုံတုံးလုံနီးအရာ၎င်းတန်းပေးပို့သော စာတစောင်ကြောင့်အန်တက်တရောဖြစ်လာတဲ့ပြည်သူငွေဒေါ်လာ3တန်းပုံဩလိုက်ရဟွာရေတဲတဲ့ရေသွန်းဖြစ်သွားခဲ့ခြင်းပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာယခုအခါမြန်မာနိုင်ငံသားအများစုလည်းမသိဘယ်မှာရှိမှန်းမသိတဲ့ ကာဇက်စတန်နိုင်ငံတို့နှစ်နိုင်ငံပူးပေါင်းဆက်ဆောင်ရေးဆိုတာကိုရုရှားခရီးစဉ်အတွင်း၎င်းရဲ့အထူးလေယာဉ်ကြီးနဲ့ဝင်ရောက်အောင်မှာပဲဖြစ်ပါတယ်။တစ်ဖက်တွင်အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ကိုအာယုံဆိုင်လာမှုထက်မှန်အတီးပြုတ်ပေးလိုက်တာက အမေရိကန်တပ်ဖွဲ့ဝင်120စစ်တကောင်တို့စက်တင်ဘာ10ရက်နေ့ကရောက်ရှိလာပြီလို့ Observer Reset Foundation သတင်းတနာအဖွဲ့ကပေါ်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာ၎င်းတို့လက်နက်ကိုင်တပ်များခင်မီဖွံ့ဖြိုးတိုးတက်ရေးတွင်အပေါ်စားတရုတ်စစ်လက်နက်ပစ္စည်းများနဲ့တင်းတိမ်နေပြီမဖြစ်တော့လို့ဆိုကဝါရှင်တန်နဲ့ဆက်သွယ်လာခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့်မြန်မာနှင့်အိန္ဒိယဘက်အကြံတွေလက်လက်ကိုင်းပြိပခါများအရှိန်မြင့်လာနေပြီး၎င်းတို့ဘက်သို့ကူးဆက်လာမည်အရေးမြန်မာစစ်သားများတွက်ပြေးဝင်ရောက်လာမည်အရေးရိုဟင်ဂျာများထမံဝင်ရောက်လာမည်အရေးများအတွက်စိုးရိမ်မကင်းဖြစ်လာနေဟုသုံးသပ်ထားပါသည်2018နှင့်2025ဇွန်လအတွင်းတရုတ် KHW နှင့်တိုက်လေယာဉ်များပြတ်ကျခဲ့မှုနှင့် F 7BGI အတီးတီးပြတ်ကျသွားခဲ့ပါတယ် F7BGI ဟာစာတင်ကြောင်းအပေါ်ပြတ်ကျခဲ့မှုကြောင့်ကျောင်းသားအယောက်20သေဆုံးပြီး200ခန့်တရားရရှိသွားခဲ့ပါတယ်တင်ကား3လက်နက်ကဲရဲများရေဒါများဟာလည်းအရေးသေးမပြည့်မီတဲ့အပြင်ရောင်းချပြီးပြင်စရာရှိသည့်များမှာလည်းညံပြင်းတဲ့အတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာတရုတ်လက်နက်များအပေါ်အယုံအကြည်မရှိဖြစ်လာနေခြင်းလို့ဆိုလိုပါတယ်ဒူအာပြင်မြန်မာဘက်ကျန်းတွင်မတိမငြိမ်မှုများဖြစ်ပြီး ဖြစ်ပေါ်လာခြင်းဟာတရုတ်လက်နက်များနဲ့တင်းတိမ်နေမှာမဟုတ်တော့ပဲယူဆလာခြင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်မှာအမေရိကန်နဲ့စီးရီးပူပေါင်းမှုဟာနိုင်ငံရဲ့အနာဂတ်အားဘင်္ဂလားပင်လယ်အော်ရဲ့မဟာဗျူဟာအခင်းကျင်းကိုပါပုံပေါ်လာစေမယ်လို့အဆိုပါသူတေသည့်အဖွဲ့များကအခုလိုပဲပြောဆိုထားကြောင်းသိရှိရပါရဲ့ရှင်။ ခင်ဦးနဲ့ရွှေဘိုအဆက်တိုက်ပွဲတွင်တေဆုံးသွားသောတပ်မ90ခွန်မှတရင်မူတူဘိုမူကြီးနှင့်ဘိုကြီးမင်းတပ်တို့ရဲ့အလောင်းများအပါအဝင်စစ်သားအလောင်းများကိုစစ်တပ်ကလာမကောက်ပဲ PDF များကမြေမြုပ်ပေးရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းခေဦးမြို့နယ်ရွှေဘုံမြို့နယ်အဆက်တိုက်ပွဲအတွင်တေဆုံသွားသောတပ်မောက်90ခွန်မှတရင်မှုဒုတိယဘုံမှုကြီးနှင့်ဘူကြီးမင်းထက်တို့ရဲ့အလောင်းများအပါအဝင်စစ်သားအလောင်းများကိုမြေမြုပ်တကြိုးပေးလိုက်ကြောင်းခေဦးမြို့နယ်ပြည်သူ့ကောင်ဝေးတပ်ဖွဲ့မှတာဝန်ရှိသူတို့အုပ်ကအခုလိုပဲပြောဆိုထားပါသည် စတေမလာ22ရက်နေ့ခေဦးမျိုးပေါ်ရှိစစ်တပ်ကရွှေဘိုမျိုးနယ်အခြေဆိုင်လက်ကျင်ရေးရှင်းနှင့်ပုံပြင်းပြူရာတို့ခိုးကြောင်ခိုးဝဲထွက်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်မှဒုတိယဗိုလ်မှူးကြီးတဦးနှင့်ဗိုလ်ကြီးမင်းထက်အပါအဝင်စစ်သားအများပြားတေဆုံးခဲ့ကြောင်းဒါ့အပြင်စစ်သား၂ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးအများအပြားဒဏ်ရာရရှိကစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းသိရပါတယ်။ စတင်မလာ23ရက်နေ့ကနယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါရှင်းလင်းရေးလုပ်နေတဲ့အချိန်မှာစစ်တုံးပစ္စည်းအချို့တင်းစီရရှိခဲ့သေးတယ်အဖွဲပေါင်းစုံနဲ့ရှင်းလင်းရေးလုပ်တာအတွက်အချို့သောအလောင်းတွေကမှတ်တမ်းမရဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်တာကလည်းကျွန်တော်တို့ရဲ့နယ်မြေအတွင်းမှာပဲရှင်းလင်းရေးလုပ်တိုက်တာအခုအလောင်းတွေက ကိုယ့်နယ်မြေအတွင်းမှာပဲရှိတဲ့အလောင်းတွေဖြစ်ပါတယ်စကတေသရင်ကအလွတ်သဘောပြောရမယ်ဆိုရင်၁၀ဦးလို့ပြောလဲရတယ်၃၀လို့ပြောလဲရတယ်၅၀လို့ပြောလို့လည်းရတယ် စစ်ကြောင်းပါပြတ်သွားတာအရေးအတွက်အတိအကျပြောမရတာကျွန်တော်ရတဲ့အလောင်းတွေမကပဲတခြားနေရာတွေမှာလည်းရှိနိုင်သေးတယ်အများလောက်ကြံကပြောရဲဖြစ်တဲ့အတိအကျကြမြည်အတွက်နိုင်ဘူးဘိုးကြီးကတော့မင်းထက်လို့ခေါ်တယ်ဒုဗိုလ်မိုးကြီးကတော့နာမည်တော့မသိဘူးအလောင်းကတော့ကောင်းကောင်းသိတယ်အလောင်းအလုံးကိုအင်အားစုတွေပူပေါင်းပြီးမေမြုပ်တကြိုပေးလိုက်တာပါလို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုပါတယ်။ စစ်သားများတေဆုံးနေသောတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာစစ်တပ်ရဲ့အမှန်ရှိလေ့ကျင့်ရေးတပ်နဲ့နှမိုင်ဝင်းကျင်ဝေးသောစစ်တပ်ကလုံးဝအလောင်းလာမကောက်ပဲဒါကြောင့် PDF များကအလောင်းကိုကောက်ယူကာကောင်းမွန်စွာတကြိုပေးရကြောင်း၎င်းကဆက်လက်ရှင်းပြပါရယ်အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများအုံပြုသော MA3 အမျိုးအစားတနက်၄လက် MA1 အမျိုးအစားတနက်၅လက် BA 63မြန်ဆောင် G3 အမျိုးအစားတနက်၁လက် ကာပိုင်တနက်တလက် BA 100မြင်းဆောင်60 MN ကွန်မန်ဒိုစိန်ပြောင်းအတူတလက် MA 5မြင်းဆောင်ပစ္စတိုတနက်တလက် MA ဂျီပေါက်တန်3ခု MA ဂျီပေါက်ကော်6ခု BA 63မြင်းဆောင်ဂျီ3တီပေါက်3ခု MA 5မြင်းဆောင်ပစ္စတိုဂျီပေါက်2ခု၈ထွက်မိုင်း၄လုံးနေမိုင်း၂လုံး60 MN ဘုံးသီး၄လုံး RPG ဘုံးသီး၁လုံးအီနာဂါ၂လုံးជីကာအုတ်ထုတ်၆လုံး 5.56G 286တောင်း 9mmG 9တောင်းငွေကျပ်သိန်း90ကျော်သိန်း10ရရှိခဲ့ပါတယ်ဒါအပြင်ဖန်းစင်ရရှိတဲ့စစ်တုံးမဲ2ဦးနဲ့2ဦးမှာဒဏ်ရာရရှိခဲ့ပြီးစေဝါကုသမှုပေးထားပြီးကောင်းမွန်စွာထိန်းသိမ်းထားကြောင်းလည်းသိရှိရပါတယ် အဆိုပါတိုက်ခတ်မှုကိုအမှတ်နှစ်ရှေဘော်ခရိုင်အမှတ်3တက်ရင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကပတိုက်နယ်၄တိုက်နယ်2တိုက်နယ်3တိုက်နယ်4တိုက်နယ်5ပကပများနှင့်ခင်ဦးမြို့နယ်ပါလာပါတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှအထိခိုက်မရှိကြောင်းသိရှိရပါသည် Facebook ရဲ့စီမီစီကများအရာအလောင်းပုံများကိုတင်ပြရင်ခက်ခဲပြင်ရန်ကုန်ခေတ်တည်းရဲ့ Telegram မှာစင်စာလုံးဝဖြတ်တောက်ထားခြင်းမရှိဘဲစစ်ရာရှိနေစစ်လောင်းများကိုတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။